မင်္ဂလာပါရှင်ချင်းလင်း channel သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ်မတ်လ25ရက်နေ့ရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ချင်းပီချင်းလင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့ဝန်ကြီးများဒေတန်ဒရာအုပ်ချုပ်ရေးဥပဒေရှင်းလင်းရေးခရီးစဉ်ထွက်ကြောင်း စစ်ကောင်စီအဖွဲ့ဝင်ဒေါက်တာမှုထောင်ရဲ့ပိုင်းဆိုင်မှုများကိုပြည်သူပိုင်အဖြစ်တင်ရှိမည်ဖြစ်ကြောင်းစစ်ရေးအခြေအနေကြောင့်စီရင်ဒေတာဂါလန်ပိုင်အားညအချင်းဖြတ်တန်းခွင့်ပိတ်ပြန်ထားကြောင်းရီဖြူရီထဝေလန်းတွင်လန်ကင်းထွက်လာသောစစ်ကြောင်းကိုတိုက်ခိုက်မှုတွင်ဗိုလ်မှူးတအူးအပါဝင်စစ်သား20ကျော်တေဆုံပြီး RPG တလက်အပါဝင်လက်နက်၅လက်တင်းစီရရှိကြောင်းတို့ပဲဖြစ်ပါရရှင် ချင်းပိချင်းလန်အစိုးရအဖွဲ့ဝင်ကြီးချုပ်နဲ့ဝင်ကြီးများဒေတန်ဒရအုပ်ချုပ်ရေးဥပဒေရှင်းလင်းရေးခရီးစဉ်ထွက်တဲ့တဲ့ရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ ချင်းပြည်ချင်းလက်အစိုးရဖွေမှဝင်ကြီးချုပ်နဲ့ဝင်ကြီး၃ပါးတို့ဟာမတူပီမြို့နယ်အတွင်းဒေတန်ဒရာအုပ်ချုပ်ရေးဥပဒေရှင်းလင်းရေးခရီးစဉ်နဲ့ပြည်သူလူထုနဲ့တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ခဲ့ကြကြောင်းသိရှိရပါတယ်။2025ခုနှစ်မတ်လ18ရက်နေ့မှမတ်လ21ရက်နေ့အထိမတူပီမြို့နယ်အတွင်းလလွေချေးရွာနဲ့လွေပိုင်ချေးရွာဇုတ်တုံးဒေသရှိရီဇော်မြို့တို့တွင် ချင်းပြည်ချင်းလန်အစိုးရဖွေမှ ဝင်ကြီးချုပ်အပါအဝင် လာဝကဝင်ကြီးလျှက်စစ်နဲ့စွမ်းအင်ဝင်ကြီးဆောက်လုပ်ရေးဝင်ကြီးတို့ကပြည်သူလူထုများနဲ့တွေ့ဆုံဆွေးနွေးပွဲများဒေတန္တရအစိုးရအဖွဲ့များနဲ့တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ကချင်းပြည်ချင်းလင်းလှူတော်မှပြတ်ထန်ထားတဲ့ဒေတန္တရအုပ်ချုပ်ရေးဥပဒေရှင်းလင်းမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။ချင်းပြည်ချင်းလင်းဝင်ကြီးချုပ်မှဤဥပရေဟာဒေတန္တရအုပ်ချုပ်ရေးရန်ကြရများကောင်းမွန်စွာလေးပတ်နိုင်ရန်နဲ့ချင်းပြည်အစိုးရနဲ့ ချိတ်ဆက်မှုအားကောင်းစေရန်အလွန်အရေးကြီးပါတယ်လို့ချင်းနှင်းချင်းနယ်သတင်းဌာနသို့ပြောဆိုထားပါတယ်။ပြီးခဲ့တဲ့မတ်လ14ရက်နေ့မှမတ်လ18ရက်နေ့အထိချင်းပြည်ချင်းနှင်းကောင်ဆယ်ဒုဥက္ကဋ္ဌနှင့်ဦးဆောင်ပြီးလွှတ်တော်ဥက္ကဋ္ဌနဲ့ PTY ဝန်ကြီးချုပ်မှဇိုဖေရမ်လေးတက်ရွာမာရာလန်ငပိုက်ပြီးရွာလုံကျွိပြီးရွာလုံကျွိတေးရွာလောက်တူဒေတာ ဖန်ထန်းရွာတို့တွင်ဒေတန်ဒရာအုပ်ချုပ်ရေးဥပဒေရှင်းလင်းရေးခရီးစဉ်နဲ့ဗီတူလူထုနဲ့တွဲဆုံဆွေးနွေးပွဲများပြုလုပ်ခဲ့ကြတယ်လို့သိရှိရပါတယ်ရှင်။စစ်ကောင်စီအဖွဲ့ဝင်ဒေါက်တာမှုထောင်ရဲ့ပိုင်းဆိုင်မှုများကိုဗီတူပိုင်းအဖြစ်သိသိမိဖြစ်တဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ချင်းပြည်တန်တလန်မြို့နယ်ရှိစစ်ကောင်စီအဖွဲ့ဝင်ဒေါက်တာမှုထောင်ရဲ့ပိုင်ဆိုင်မှုဖြစ်တဲ့ အင်ချမ်မီအားလုံးကိုတင်ယူလိုက်ကြောင်း Chilean Defense Force တန်လန်ကမတ်လ24ရက်နေ့တွင်သတင်းထုတ်ပြန်ထားပါရယ်စစ်ကောင်စီတပ်ဖွဲ့ဝင်ဒေါက်တာမှုထောင်ရဲ့ပိုင်ဆိုင်မှုများအား CDF တန်လန် Council မှဘီတူလူထုကူစားတင်ယူခြင်းဖြစ်ပြီးအတက်တက်လာမဲ့အစိုးရအဖွဲ့ကိုဖွေပြောင်းပေးမည်လို့ဆိုပါရယ် ဒေါက်တာမှုထောင်ဒီထန်တလန်မြို့တစ်ခုလုံးနှိရှုဖြစ်စည်းနေတဲ့အကျန်းဖက်စစ်တပ်ကိုအားပေးသူပြီးသူလူထုအပေါ်ရက်ဆက်ကြမ်းကြုတ်စွာအကောင်အထည်ဖော်ဆောင်ရွက်နေတဲ့လုပ်ငန်းများတွင်တက်တက်ကြွကြွပါဝင်သူဖြစ်ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့တွင်လည်းဟာခမြို့စက်တာလမ်းရှိဒေါက်တာမှုထောင်ရဲ့နေအိမ်ကိုပြီးသူပိုင်အဖြစ်တင်စီထားကြောင်း Chilean Defense Force ဟာခကထုတ်ပြန်ထားတယ်လို့သိရှိရပါတယ်ရှင်။ စီရဲ့အခြေအနေကြောင့်စီရင်ဒေတာဂါလန်ပိုင်အားညအချိန်ဖြတ်တန်းခွင့်ပိတ်ပင်ထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ချင်းပင်နေမြောက်ပိုင်းစီရင်ဒေတာဂါလန်ပိုင်အားစီရဲ့အခြေအနေအရညအချိန်ဖြတ်တန်းသွားလာခြင်းမပြုကြောင်း CDF CDM စီရင်အဖွဲ့ကမတ်လ24ရက်နေ့တွင်ထုတ်ပြန်ထားပါရ။ CDF CDM စီရင်ထိန်ချုပ်နေမည်အတွင်းကလေးတီးတိမ်လမ်းပိုင်းနဲ့ကလေးဖလန်းလမ်းပိုင်းများအားစီရဲ့အရာ ည6နာရီမှနံနက်6နာရီအတွင်းစိုက်ကယ်အင်စီကား ခီးတဲ့ရင်ဘာသာရေးရင်နဲ့ကုန်တင်ကားများဖြတ်တန်းခြင်းမပြုလုပ်ရန်တားမြစ်ထားခြင်းဖြစ်ပါတယ်။ CDF CDMC ရင်အဖွဲ့မှစစ်ကောင်စီတပ်ကဖလန်နဲ့ဒီတိန်ဘက်စစ်ကိုလွှတ်နိုင်ခြေရှိလို့ညာဘက်ကိုမတော်ခိုင်းတာလို့ချင်းလင်းချင်းတဲ့တရင်ဌာနတို့ပြောဆိုထားပါတယ်။မဖြစ်မနေအရေးပေါ်ကိစ္စရှိခဲ့ပါကတက်ဆိုင်ရတော့ဂျူတန်အကြောင်းကြားပြီးမှသာလျှင် ဖြတ်တန်းသွားလာကြပါရန် CDF CDMC ရင်အဖွဲ့ကဆိုပါတယ်။ ်လက်ရှိဖလန်းမြို့တွင်စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်ခလာရ268တရင်ကိုချင်းငင်အောင်နဲ့မဟာမိတ်တပ်ဖွဲ့များမှထူးဆစ်စင်တိုက်ခိုက်လျက်ရှိပြီးအဆိုပါတရင်မကြည်စစ်ကောင်စီတပ်ဘက်က လေကြောင်းမှတဆင့်ပစ်ကိုတိုက်ခိုက်နေကြောင်းသိရှိရပါတယ်ရှင်ဤဖြူဤထဝေလန်းတွင်လန်ကင်းထွက်လာသောစစ်ကြောင်းကိုတိုက်ခိုက်မှုတွင် ဘူမှုတအူအပါဝင်စစ်သား20ကျော်တေဆုံးပြီး RPG တလက်အပါဝင်လက်နက်9လက်သိမ်းဆည်းရရှိထားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။တနင်္သာရီတိုင်းထဝေခရိုင်ရီဖြူမြို့နယ်အမှတ်၈ပြီးထောင်စုလမ်းတွင်လန်ကင်ထွက်လာသောစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာဗုံးမှုတအူးအပါဝင်စစ်သား၂၀ကျော်သေဆုံးပြီး RPG တလက်အပါဝင် လက်နက်၅လက်တင်စီရရှိခဲ့ကြောင်းသိရှိရပါတယ်။ယမနေ့မရှလ24ရက်နေ့နာနဲ့9နာရီအချိန်ခန့်တွင်ရီဖြူမြုပ်နေငင်းထွေးရွာနဲ့ကြောက်ကညာရွာအကြားရေးထဝယ်အမှတ်ရှိပီထောင်စုလမ်းမကြီးတစ်လျှောက်တွင်လန်ကင်းထွက်လာသောစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုဒူရကစစ်ကြောင်းရဲ့ရဲဘော်များကဂျက်ဖြတ်ဝင်ရောက်ကြက်ခတ်တက်ခိုက်ခဲ့ရာဘုံမှုအစင်ရှိသူတဦးအပါဝင်စစ်သား20ကျော်တေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကာ RPG7 အမျိုးအစားလက်နက်တလက် MA4 အမျိုးအစားတနက်တလက် MA3 အမျိုးအစားတနက်တလက် MA1 အမျိုးအစားတနက်နှစ်လက်နဲ့ဆက်ဆက်ပစ္စည်းအချို့တင်စီရရှိခဲ့ပြီးစစ်ကောင်စီတပ်ဘက်ကလက်နက်ကြီးပစ်ကူအများပြားနဲ့ပါရမိုတာတစီဖြင့်ပစ်ကူပေးခဲ့တယ်လို့ဒူရကာစစ်ကြောင်းမှတာဝန်ရှိသူတို့ကပြောကြားထားပါတယ် ဒူရကာစစ်ကြောင်းမှတာဝန်ရှိသူတဦးကအင်အားက150ကနေ200နီးပါးရှိပါတယ်။အာမတ304ကြောက်ကညာအမြောက်ချက်ကနေလက်နက်ကြီးနဲ့ပစ်ကိုပေးတယ်လို့ထဝေမျိုးဘက်ကနေဆက်တက်လေးထီးတက်လာပြီးပစ်ကိုပေးတိုက်ခိုက်ခဲ့ရလို့ရန်ကုန်ခက်တက်တရင်ဌာနတို့အတိပြုပြောဆိုထားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတဝေအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ရဲ့ဒူရကာစစ်ကြောင်းဦးဆောင်မှုဖြင့်ရီဖြူပီတုကာကိုရေးတပ်ဖွဲ့ YPPDF တို့မှပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးရဲဘော်များအထူးခိတ်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။တနိုင်ငံလုံးအတိုင်းအတာဖြင့်စီရင်များအားအရှိန်အဟုန်တိုးမြှင့်စွာဆောင်ရွက်နေသည့်အချိန်ဖြစ်သောကြောင့်ပြည်သူများအနေဖြင့်စီရင်အထူးသတိပြုသွားလာနေထိုင်ကြပါရန်နဲ့တနင်္သာရီတိုင်းအတွင်းစစ်ကောင်စီတပ်မှအချိန်မရွေးလေကြောင်းအုံပြုတိုက်ခိတ်မှုများရှိနိုင်သောကြောင့်လေကြောင်းရန်ကာကွယ်ရေးနှင့်ပတ်သက်တဲ့ တရင်အချက်လက်များကိုလိမ့်နာကြရန်မြတ်တာရိတ်ခမ်းတိတ်တွင်းထားပြီးတွလှန်ရင်းနဲ့စစ်ရေးအရှင်မြင့်လာသည်နှင့်အမျှပြည်သူ့ဘက်အမှန်တရားဘက်ယက်တီလူသောစစ်ကောင်စီတမစစ်တေတော်များရဲတပ်ဖွဲ့ဝင်များအနေဖြင့်ပြည်သူ့ရင်ခွန်ခူလုံ၍အမြန်ဆုံးပူးပေါင်းပေးကြပါရန်တိတ်တွင်းဖိတ်ခေါ်ထားတယ်လို့သိရှိရပါတယ်ရှင် ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကျွန်တော်နဲ့ပဲရနာတော့ပါမယ်ရှင်။ Challenge Channel သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းမင်္ဂလာပေါင်းနဲ့ခံရောင်းနိုင်ကြပါစေရှင်။